ားလုံးမင်္ဂလာပါ။မင်္ဂလာ Entertainment မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်တို့မင်္ဂလာ Entertainment ကနေ season အနောက်အသစ်တွေကိုစင်စက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးနဲ့အားပေးကြဖို့မေတ္တာရပ်ခံကြပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့။ခုချိန်မှာတော့ကျွန်တော်စင်စက်ဖြစ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ season လေးကိုစလိုက်ကြအောင်ဗျ။ PNO PNA ပြည်သူစစ်က ဖဲကုံရှိကရမ်းပြည်တကိတ်ကို drone ဖြင့်ပုံကျဲတိုက်ခိုက်ရာရဲဘော်တုံးတန်းရရှိကြောင်းသိရပါဗျ။စစ်ကောင်စီလက်အောက်ခံ PNO PNA ပြည်သူစစ်ကရှမ်းပြည်တောင်ပိုင်းဖဲကုံမြို့နယ်ရှိကရမ်းပြည်တကိတ်ကိုရင်းနှီးနန်းနက်ပိုင်းတွင် drone ဖြင့်ပုံကျဲသဖြင့်ကရမ်းပြည်တရဲဘော်တို့တန်းရရရှိခဲ့ကြောင်းဒေသခံစစ်ရေးသတင်းရင်းမြစ်များထံကသိရပါဗျ။စစ်တပ်နှင့်အပြစ်ခတ်ရသည်ကရမ်းပြည်တပါတီကရမ်းပြည်တတမတော် KNLP KNLA ကိစ္စကံကိုဂျွန်လ9ရက်နနက်7:00နာရီဝန်းကျင်က ဘုံကျဲတိုက်ခံရခြင်းဖြစ်ပါတယ်။စောင်းနှန်းခဲကကရမ်းပြည်သူဂိတ်မှာဖြစ်တာဖဲခုံမော့ကရမ်းပြည်သူရဲဘော်တို့အပြင်းထန်တရားရရှိပြီးစိုးရင်ရတဲ့အခြေအနေရှိတယ်လို့သိရတယ်ဟုရှမ်းပြည်တောင်ပိုင်းမှာစစ်ရေးသတင်းရင်းမြစ်တူကပြောဆိုပါတယ်။တခြားသတင်းရင်းမြစ်တူကလည်းစကားဆနဲ့ PNO ပူးတွဲပြီးစစ်ကြောင်းထိုးနေတာဟုဘုံကျဲခံရသည့်ကြေးရွာနဲ့ဖဲခုံရဲ့အရှိချမ်းအခြေအနေကိုပြောပြပါတယ်။မေလ18ရက်ကလည်းရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံနဲ့ညောင်ရွှေမြုံနယ်အဆက်ရှိဆက်လက်ကြေးရွာအနီးမှာ ကယန်းပြည်သူ့ဂိတ်ကို PNO ပြည်သူ့စစ်ကဘုံကျဲခဲ့သေးပြီးကယန်းပြည်သူ့ရဲဘော်တို့ချို့ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ဂျွန်လ9ရက်တွင်စစ်စေးဂိတ် drone ဖြင့်ဘုံကျဲခံရမှုကိုကယန်းပြည်သူ့ဘ ਹੁ ကော်မတီတို့ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့တော်လဲဆက်သွယ်မရသေးပါဘူး။၂023ခုနှစ်ဂျွန်လ10ရက်နေ့ကလည်းမိုးပြဲမြို့အနောက်ဘက်ချမ်းရှိကယန်းပြည်သူ့တပ်မတော်လုံခြုံရေးဂိတ်ကိုစစ်ကောင်စီတပ်မှတိုက်လေရင်ဖြင့်ဘုံနှလုံးကျဲချကာတိုက်ခိုက်ခံရမှုပါတယ်။သို့တော်ထိခိုက်မှုသေးစိတ်ကို KNLB ကထုတ်ပြန်ခြင်းမလုပ်ခဲ့ဘူး။ ထို့အပြင်ယခုနှစ်ဧပြီလ10ရက်နေ့ကင်ရအမျိုးသားနေ့ကျင်းပသည့်တိတ်တိတ်တည်းရွာကိုစစ်ကောင်စီကလေကြောင်းမှဘုံတဲခဲ့ကြောင်းသိရပါဗျ။ဆရာနာရှင်စနစ်အပိသက်ချုပ်ရင်းကြီးနဲ့စစ်မှန်သည့် Federal Democracy ပြည်ထောင်စုတိဆောက်ရေးအတွက်မိတ်ဖက် Democracy အင်အားစုများမဟာမိတ်တိုင်းရင်းသားလက်လက်ကိုင်များနဲ့ပူးပေါင်းဆောင်ရွက်သွားမည်ဟုဂျွန်လ4ရက်နေ့က62နှစ်ပြည့်ကရန်အမျိုးသားလက်လက်ကင်တော်လာရင်းနေ့တွင်ကရန်ပြည်သက်တမတော်စီဦးစီးချုပ်ကပြောပါရယ်ဖားကမနေရအချို့၌တိုက်ပွဲဖြစ်ပွားနေဟုဒေသခံများထံမှသိရပါရယ် ဖားကမြုပ်နယ်အတွင်းနေရာလေးခု၌ယနေ့နာနယ်ပိုင်းတွင်စစ်ကောင်စီနှင့် KIA KPDF ပူးပေါင်းတပ်ဖွဲ့ဝင်များတိုက်ပွဲဖြစ်ပွားနေပြီးနေအပြင်မှမထွက်ကြရန်ဒေသခံများကအချင်းချင်းသတိပေးနေကြပါသည်။လုံခင်ကျေးရွာအုပ်စုမှနေရာတချို့မဇွန်ရံနှင့်ဆန်ခါကျေးရွာကုရီမော်လို့ကွမ်းနေရာများနာနယ်ရှင်းနယ်ခမ်းမဆ၍တနပ်ပစ်ခတ်တံများထွက်ပေါ်ခဲ့ပြီးနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းဒေသခံတချို့ကပြောပါသည်။ရှင်းနယ်ခမ်းမဆဖြစ်ပြီးခဏရက်တဲ့နောက်ပြီးဆက်ပြစ်ကြတဲ့ မနက်စံတိုင်းခွဲလောက်ကအဆိုးဆုံးဖြစ်တယ်။လက်လက်ကြီးလက်နက်ငယ်တန်းတွေစစ်တိုက်ကြားနေရတယ်ဟုဒေသခံတအူးကပြောပါတယ်။ဖားကောင်ကိုမေလ29ရက်နေ့မှစ၍စစ်တပ်စစ်ကြောင်းဝင်ရောက်လာပြီးနောက်ဒေသခံတို့တင်းရှောင်သွားကြပြီးအများစုသည်ဖားကောင်တွင်နေထိုင်နေဆဲဖြစ်ပါတယ်။သတိအနေထားကအမျက်ရှိနေဖို့ပဲအချင်းချင်းသတိပေးနေကြရတယ်။ချိန်ကြိုက်ဘုံတလုံးလိုပဲဘယ်အချိန်ဘာထဖြစ်မယ်ဆိုတာမသိဘူးဟုလုံခင်ဒေသခံတအူးကပြောပါတယ်။မစိုးရံကြေးဝနိုင်ဂျွန်းလ9ရက်မနေ့ပိုင်းကပြစ်ခတ်မှုဖြစ်ပွားပြီးနောက်တိုက်ပွဲငြိမ်သက်နေခဲ့ရာမှာ ဂျွန်းလ9ရက်နေ့တွင်တပ်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟုသိရပါသည်။ထို့အပြင်ယနေ့မနေ့ပိုင်းတွင်မော်စီစာကျေးရွာရှိလက်ဖိတ်ဆိုင်တဆိုင်၌စစ်ကောင်စီတပ်ဖွဲ့ဝင်အုပ်ပြစ်ခတ်ခံရကြောင်းသတင်းများထွက်ပေါ်နေတော်လဲအသေးစိတ်အတည်ပြု၍မရသေးပါ။ကာမိုင်းလုံခင်ဖားကန်လန်းအတိုင်းအေပရလ23ရက်နေ့ကဝင်လာသည့်စစ်ကောင်စီစစ်ကြောင်းသည်မေလ29ရက်နေ့၌လုံခင်ရမ်းချက်စစ်ရုံသို့ရောက်ရှိလာပြီးနောက်မေလ28ရက်မှစတင်၍လုံခင်ပုံဝန်ကျင်တွင်စစ်ကြောင်းထိုးစဉ်တပ်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ မေလ29ရက်နေ့လယ်ပိုင်းတွင်ဖားကန်တို့ရောက်ရှိလာကဖားကန်ကြောက်စိမ့်မှော်ဝင်ခြင်းတွင်စစ်ကြောင်းထိုးရန်ကြိုးစားခဲ့ပါတယ်။ KIA တဆွဲထားသည့်နေရာများကိုလည်းဖယ်ရှားရန်ဖိအားပေးပြီးကြောက်စိမ့်လွတ်ကွက်တချို့ကိုလည်းမိရှို့ဖျက်ဆီးခဲ့ပါတယ်။ဂျွန်လာ3ရက်ကဖားကန်မြို့နယ်မော်စီစာကျေးရွာရှိတရောင်ကြိုင်လွတ်ကွက်အမီရကြောက်စိမ့်ဒူဘော်ကြီးလွတ်ကွက်ရှိရန်ကိုတော်အားစစ်ကောင်စီကလက်နက်ကြီးဖြင့်ပစ်ခတ်ရာပြင်းထန်သည့်ပောက်ကွဲမှုဖြစ်ပြီးလူ3ဦးသေဆုံးက10ဦးဒဏ်ရာပြင်းထန်ရရှိခဲ့ပါတယ်။ ထို့ပြင်ဂျွန်လ6ရက်ညကလည်းလုံခင်းဒေသခွန်စာကုန်းအနီးရှိရာနဲ့ဓာတ်မြေဩဇာကိုတောင်ကိုစစ်ကောင်စီကဒရုန်းဖြင့်ပုံကျဲခဲ့ရာမြေပြင်၌ရန်တူလောင်ထားသည့်နေရာ၌ပြင်းထန်သည့်ပောက်ကွဲမှုဖြစ်ပွားခဲ့ပြီးကလေး3ဦးပါဝင်ဒေသခံ9ဦးသေဆုံးခဲ့ပါသည်။ဂျွန်လ9ရက်မနေ့စောပိုင်းတွင်လည်းဖားကမြုပ်နယ်စိုင်းတောင်ဒေသနတ်မော်အုပ်စုမော်လကင်းကျေးရွာတွင်ရဲအိတ်များတင်ထားသည့်ကားသုံးစင်းကိုစစ်ကောင်စီကဒရုန်းပုံကျဲ၍မီးလောင်ပျက်စီးခဲ့ပါသည်။ လက်ရှိဒေတာတွင်စည်ရဲ့အခြေအနေအရရက်သားပြည်သူများနေဖြင့်ည9:00နာရီမှမနက်4:00နာရီအတွင်းပြင်ပသို့မထွက်ရန် KIA PDF ပူးပေါင်းတပ်ဖွဲ့ကသတိပေးထားပါသည်။စီစံမြုံနယ်ရွာ9ရွာမှပြည်သူများကိုမွေတော်ဖျားဝင်းတို့ရွှေ့ပြောင်းရန်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်ကစေခိုင်းကြောင်းတည်ရပါသည်။ပို့ဒေတာစီစံမြုံနယ်ရှိရွာ9ရွာမှပြည်သူ6000ကျော်ကိုဂျွန်လ15ရက်နောက်ဆုံးထားကနေရာပြောင်းရွှေ့ရန်စစ်တပ်လက်အောက်ခံ PNO ပြည်သူစစ်ကစာပေးပို့ထားတယ်လို့သိရပါဗျ။ဂျွန်လ9ရက်ပုတ်ပါတာဖြင့် PNO ကကြေးရွာများသို့စာပေးပို့ခဲ့ခြင်းဖြစ်သည်ဟုစစ်ကောင်စီကိုတော်လှန်နေသည့် PNLA ကစာထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။ PNO ပြည်သူ့စစ်စာတွင်စီစံမြုံနယ်နောင်ကျောကြေးရွာအုပ်စုမှတပူးထိုရွာ၊ကောင်းထိုရွာ၊လွယ်ငွန်းရွာ၊နောင်ဘူရွာ၊ပင်ဆက်ရွာ၊တောင်ရှိကြေးရွာအုပ်စုမှ နောင်ထော်၆ရွာ၊ကလာလံရွာတို့မှဒေသခံများကိုစီစံမြုံဖျားဖြူကြေးရွာမွေတော်ဖျားဝန်းတို့ဖျားပေးပြောင်းရွှေ့ခိုင်းထားခြင်းဖြစ်ပါတယ်။ ပြောင်းရွှေ့ပါကရွာမှထွက်သွားရမည်ဟုဖော်ပြထားပြီးမထွက်သွားပါကတာဝန်မယူဟု PNO ပြည်သူ့စစ်ကချင်းချောက်ထားပါတယ်။ကြေးရွာမှထွက်ခွာသည့်ရွာသူရွာသားများအနေဖြင့်တာဝန်ရနှင့်စစ်ဘေးရှောင်စခန်းများသို့တွားရောက်နေထိုင်ခြင်းမပြုရန်တားမြစ်ထားပြီးမွေတော်ဖျားဝန်းတို့သာပြောင်းရွှေ့ရန်စားလိုက်ပါရှိသည်ဟု PNLA ကထုတ်ပြန်ထားပါတယ်။ရင်းကြေးရွာများနှင့်အချို့ရွာများသည်တော်လာရေးနယ်မြေအတွင်းမှဖြစ်ပြီးကြေးရွာအချို့သည်စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ကထိန်းချုပ်ထားသည့်ကြေးရွာများမှဖြစ်သည်ဟု PNLA ကထုတ်ပြန်ထားပါတယ်။ ဒေသခံများကိုကြေးရွာအတွင်းမှထွက်သွားရန်မောက်ထုံးသည့်စာပေးပို့ပြီးနောက်ကြေးရွာအချို့တွင်စစ်တပ်နဲ့ PNO ပြည်သူ့စစ်ဝင်ရောက်တဆွဲခဲ့သည်ဟုသိရပါသည်သူတို့ဒီလိုလုပ်တာကတော်လာရေးနဲ့လူထုကိုဆက်သွယ်ပြအောင်တော်လာရေးနဲ့လူထုကိုထိစပ်မှုမရှိအောင်လုပ်ချင်တာပဲဖြစ်ပါတယ်ဟု PNLA မှပြောရေးစုခွင့်ရှိသူကပြောပါတယ်။ယခုကဲတော့လှုပ်ဆောင်ခြင်းဒီပြည်သူလူထု၏ရက်ရွာများရှိဥစ္စာစည်းစိမ်များကိုဖျက်ဆီးလို၍လှုပ်ဆောင်ခြင်းဖြစ်ကြောင်း၎င်းကဆက်ပြောကြားပါတယ်။ PNOD စတင်ဖွဲ့စည်းစဉ်ကပြည်သူ့ကြားကဖြစ်ပေါ်လာပြီး ဗီဒူလူထုကြွေးသည့်ထမင်းကိုစားပြီးဖွဲ့စည်းထားခြင်းဖြစ်တော်လဲကိုကျိုးစီးပွားအတွက်ဗီဒူကိုပြန်လဲမောက်ထုံနေသည့်အဖွဲဖြစ်သည်ဟု၎င်းကဆက်ပြောပါတယ်သူတို့စာရဆိုရင်ဗီဒူလူထုကစစ်ပေးတာမခံခြင်းလို့စစ်ပေးရှောင်စခန်းတွားနေတာလို့တောင်ရထက်တွားနေတာလို့လဲသူတို့ကပေးမလို့ဘူးအဲ့ဒီမွေတော်ဖျားဝိုင်းတဲ့ကိုပဲအကုန်လုံးတွားစုရမယ်ဆိုတဲ့အမိန့်မျိုးပေးလာတာဖြစ်ပါတယ် ဒါကအဲ့ဒီကြေးရွာတွေမှာရှိတဲ့ပြည်သူထုအားလုံးကိုဖမ်းပြီးထောင်ထဲထည့်ထားလိုက်တာနဲ့အတူတူပဲဖြစ်ပါတယ်ဟု၎င်းကဆက်ပြောပါတယ်ပြန်လို့ပြည်သူစစ်သည်စစ်ကောင်စီအလို့ကြပို့ဒေသခံများကိုစစ်သားစုဆောင်ပေးခြင်းစစ်ကောင်စီတပ်နဲ့အတူစစ်စင်ရေး၌ပါဝင်ခြင်းများပြုလုပ်လျက်ရှိရာပို့တော်လိုင်းအင်အားစုများက PNO ၏လုံရများကိုရက်တမီတော်လိုင်းဘက်ပူးပေါင်းရန်တိုက်တွန်းထားကြောင်းလည်းသိရပါဗါး။နေဆက်တွင်ဖားမိသည့်မူရဲစေဝါများအားဝတ်တပ်ဖွဲ့ကတရုတ်ကိုလွှဲအကြောင်းသိရပါဗါး။ မြန်မာနယ်စစ်မှတ်တဆင့်တရုတ်နိုင်ငံတွင်သို့ပို့ဆောင်မိမူရစေဝါများအားတရုတ်အာဏာပိုင်များနှင့်ပူးတွဲဖားစီနိုင်ခဲ့ကြောင်းဝအထုဒေတာရဲတပ်ဖွဲ့ WSP ကဂျွန်လ၈ရက်နေ့တွင်ဖော်ပြပါသည်တရုတ်အစိုးရထောက်နှားရဲဖွဲ့အကူအညီဖြင့်ဖားစီရမိသည့်အစိုးပါမူရစေဝါများတွင်ဘိန်းဖြူ၁၄ကီလိုဂရမ်စိတ်ကြွဆေးပြား920.5 5ကီလိုဂရမ်ဘိန်း6.2ကီလိုဂရမ်နှင့်တန်တရားဖြစ်ပွဲမူရစေ69လင်းပါဝင်သည်ဟုဆိုပါသည် ်မွေးစေဝါတည်ယူပို့ဆောင်ရေးလမ်းကြောင်းများအားအနိကစောင့်ကြည့်ခဲ့ပြီးမောင်ခိုတည်ယူပို့ဆောင်ရေးအဖွဲ့၏အဓိကဆိုမများအားဖားစီနိုင်ခဲ့ခြင်းဖြစ်ကြောင်းဝတ်တပ်ဖွဲ့ကပြောပါရယ်မွေးစေနှင့်အတူတရားခါများဖားစီနိုင်ခြင်းရှိမရှိဆိုသည့်အချက်ပေါ်ဝတ်တပ်ဖွဲ့ကရှင်းလင်းစွာဖော်ပြထားခြင်းမရှိပါဘူးအဆိုပါကိစ္စနဲ့ပတ်သက်၍ဝါဆက်ဆံရေးယုံအရာရှိတာဝန်ခံကိုဆက်သွယ်မေးမြန်းကြည့်ရာမြို့ရေးဆေးများဖန်းစီရမည်သည်မှာဟုတ်မှန်ပြီးအသေးစိတ်ကိုမသိရကြောင်းတုံ့ပြန်ပြောဆိုပါရစေ။ ်မြန်မာထိုင်းနယ်စပ်ဒေသတွင်မူရစီထုတ်လုပ်မှုကိစ္စများနဲ့ပတ်သက်ပြီးဖြေရှင်းရန်ထိုင်းနိုင်ငံဘက်က UWSA ဝတ်တပ်ဖွဲ့အားမကြာခဏဆိုသလိုဖိအားပေးနေခြင်းတရုတ်နိုင်ငံနဲ့ပူးတွဲဆောင်ရွက်သည့်မူရတိုက်ဖြတ်ရေးအစီအစဉ်အားဝတ်တပ်ဖွဲ့ဘက်ကထုတ်ပြန်လာခြင်းဖြစ်ပါသည်။ဖမ်းမိသည့်မူရစီဝါများအားဝတ်ဒေသနှင့်တရုတ်နယ်စပ်မန်အားစစ်ကမ်းမှတဆင့်တရုတ်အာဏာပိုင်များထံသို့ထွက်ပြောင်းပေးရခဲ့သည်ဟု WSB ကဖော်ပြပါသည်။ ်တရုတ်နယ်စခြေဆိုင် UWSA တပ်ဖွဲ့သည်မြန်မာနိုင်ငံရှိ NRG တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီးရှမ်းပြည်အရှေ့ပိုင်းထိုင်းနယ်စအထိသူ í စစ်တပ်အင်အားကိုဖြန့်ခွဲချထားပါသည်